ဟယ်လိုအားလုံးမင်္ဂလာပါဘိုးဘမချန်ကနေကြိုဆိုပါတယ်ဆိုတော့အာဆင်နယ်တင်းရဲ့ကွင်းလင်ရဲ့ဒါအသင်းကောင်းဆောင်ဖြစ်တဲ့မာတင်အိုဒီကတ်ကအင်ဂျူရီပြက်တနာဟိုဒီနေ့ကကြုံပွဲမှာကြုံသွားတယ်ပေါ့နော်ကြုံသွားတော့ဒါအာဆင်နယ်ပရိသတ်တွေအတွက်တကယ်တမ်းတွေးကြည့်ရရင်တော်တော်စိတ်ပျက်စရာပါတော်တော်စိတ်ပျက်စရာပါဘာကြောင့်လဲဆိုတော့ဟာအဇီရှိတာပဲပေါ့နော်နော်အဇီရှိတာပဲလို့ဘာလို့ကျွန်တော်တို့ပြောလို့ရပေမဲ့လေလို့မာတင်အိုဒီကတ်ဒီအသင်းပေါ်မှာ offer လုံနိုင်တာနဲ့အဇီ offer လုံနိုင်တာမျိုးနေ့ကမတူဘူးပေါ့နော်ဆိုတော့ အိုဒီဂါကိုကျွန်တော်အနေနဲ့ဒီလက်လွတ်ထားတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်အာဆင်နယ်အနေနဲ့တော်တော်လေးကျွန်တော်သာ တိုင်ပတ်သွားနိုင်စွမ်းရှိတဲ့အခြေအနေမျိုးဆိုတော့အိုဒီဂါကလက်ရှိမှာဘယ်ဘယ်ချိန်ဘယ်နေ့ကဘယ်လောက်လနာမလဲဆိုတော့တိတိကျကျပြောမထားဘူးဒါပေမဲ့အိုဒီဂါကိုယ်တိုင်ကတော့သူ့ရဲ့အနေထားကိုစိတ်ပြက်နေတယ်ဆိုတာကိုကျွန်တော်အာဒီဒါပြောထားပုံကိုထောက်ရင်နော်အာဒီဒါကျွန်တော်အနေနဲ့ပြောထားပုံတွေကိုကျွန်တော်ထောက်မယ်ဆိုလို့ရှိရင်တော်တော်လေးကိုကျွန်တော်စိတ်ပူစရာပါဆိုတော့အိုဒီကအနေနဲ့မထင်မှတ်ပဲကျွန်တော်တို့လွဲသွားနိုင်စွမ်းရှိတဲ့ပွဲတွေကများတယ်။ဒါပါတော့ကျွန်တော်တို့အနေနဲ့ အော်တိုဘာ16ရက်နေ့မှာရှင်မင်းကစားမယ်ပေါ့နော်အော်တိုဘာ16ရက်နေ့မှာရှင်မင်းကစားမယ်ကျွန်တော်ဖူလန်နဲ့ပွဲမှာအဝေးဝင်သွားကစားမယ်ဖူလန်နဲ့ပွဲမှာသူလွဲနိုင်တယ်ဒါအပြင် Champions League Atletico Madrid နဲ့ကစားမယ်ပွဲမှာဒါအိမ်ဝင်မှာသူလွဲနိုင်တယ်ဒါအပြင် Crystal Palace နဲ့ပေါ့နော်ကျွန်တော်ဒါအိမ်ဝင်လွဲနိုင်စွမ်းရှိတယ်ပြီးလို့ရှင် Brighton နဲ့ EFL Cup ကတော့ထားပါ ပြီးရင်တော့ကျွန်တော်အဲ့အဲ့လေးဘွဲလောက်ကျွန်တော်တို့ကလွဲနိုင်စွမ်းရှိတယ်ဆိုတော့တော်တော်လေးကိုစိတ်ပူစရာကျွန်တော်ကောင်းတယ်ဆိုတော့ဒီနေရာမှာ AZ ရှိတဲ့အခါကျတော့ Arsenal တင်းရဲ့တိုက်စစ်ပိုင်းနဲ့ပတ်သက်လို့ရှိရင် AZ ကိုယ်တိုင်ကဂိုးတွေသွင်းနိုင်စွမ်းရှိတယ်နော်ဖန်တီးနိုင်စွမ်းလည်းကျွန်တော်ရှိတယ်ကျတော့အကယ်လို့မစ်ဘလော့တွေဘာတွေရှိနေပြီဆိုလို့ရှိရင်လည်းသူ့ရဲ့ပေါ့နော်ကျွန်တော်ဖန်တီးနိုင်စွမ်း ability ကမြင့်တဲ့အခါကျတော့ AZC ကနေပြီးတော့တော်တော်ကောင်းတဲ့ performance တွေမျှော်လင့်လို့ကျွန်တော်ရတယ် ဲ့မဲ့လို့ပေါ့နော် AZ က attacking threat မှာအများကြီး offer ပေးနေတဲ့ကစားမှာတိုးတိုး margin OD ကတည်းကျွန်တော်အနေနဲ့ AZ နဲ့လုံးဝမတူတော့ဘူးပေါ့ဘာလို့လဲဆိုတော့ OD က offer လုံးနိုင်တာလီကပို့ပြီးတော့များနေလို့ပဲ OD ကတည်းအခြားပါတော့ပြ number 10လို့ရှင်သုံးမယ်ဟေးငါတို့ tight seat ကိုသွားမယ်ဟေးဆိုရင် AZ ကပို့ပြီးတော့ကောင်းကောင်းကောင်းနေတဲ့ကစားမှာဖြစ်လိမ့်မယ်တိုးတိုး margin OD ကကိုဘာကြောင့်ဒီကျွန်တော်တို့အမြဲတမ်းထည့်သုံးနေရလဲဆိုတဲ့အနေထားမှာဒါပွဲတိုင်းတော့ခြေသွမ်းပြချင်မှာပြလိမ့်မယ်တိုးတိုး OD ကတည်း number 1 ကွင်းလေကို control လုပ်နိုင်စွမ်းကျွန်တော်ရှိတယ်ပွဲကို control လုပ်နိုင်စွမ်းကျွန်တော်ရှိတယ်เนาะအကယ်လို့ဘောနော်အာဆင်နယ်ဟာလူချင်းနဲ့ကျွန်တော်ဘောနော်ဒါဒီရလက်ကိုရနေပြီပြိုင်ဘက်ရဲ့ attacking threat တွေကိုလည်းစိတ်ပူရတဲ့အနေအထားမျိုးကိုယ့်စီမှာဘောလုံးတက်နှံ့နေများထိန်းထားရမယ်ဆိုလို့ရှိရင် OD ကတည်းအများကြီး stable ဖြစ်အောင်ဒီ performance ကို offer လုပ်နိုင်တဲ့ကစားမမျိုးကျတော့ဗနော်သူအနေနဲ့ number 10 row မှာပဲကျွန်တော်နေတာမျိုးမဟုတ်ဘဲနဲ့ဒါ deep zone နဲ့ဒီဘောလုံးနေဆင်းယူတယ် defensive midfielder တွေကြားတဲ့ဒီဘောလုံးနေကျွန်တော်ဆင်းယူမယ်ပြီးရင် ါစင်ကျွန်တော်တို့အနေနဲ့လှုပ်ပြီးတော့ဟိုဘောလုံးနဲ့အတူလိုက်ပြီးတော့ရွေလျားနိုင်တဲ့ကစားမမျိုးဒါအပြင် deep zone ကနေပြီးတော့လဲ counter attack တွေအတွက်ဆိုလို့ရှိရင်ပြေးထွက်မဲ့တောင်ပိုင်းကစားမတွေတိုက်စစ်ကစားမတွေတိုက်စစ်ကစားမတွေကိုတကယ်ကောင်းတဲ့ဘောနော် through ball တွေနဲ့ဒါပြိုင်ဘက်ရဲ့ defense ကိုကျွန်တော်တို့ဒါ lock လုပ်နိုင်စွမ်းရှိတဲ့ unlock လုပ်နိုင်စွမ်းရှိတဲ့ကစားမမျိုးဗျာဒါဒီကျွန်တော်တို့အနေနဲ့ဘောနော် OD ကအနေနဲ့ AZ နဲ့မတူတဲ့ offer တွေပေးနိုင်တာပဲနောက်တစ်ခုကနောက်တစ်ခုကကျွန်တော်တို့အနေနဲ့ ဘယ်လိုပြောမလဲဒီဟိုတနေ့ကဟိုခရစ်ပြောလဲဒီအဝါနဲ့ပွဲနျူကာဆင်နယ်ပွဲဆိုလို့ချင်းညီကလို့မှတ်မိရအောင်ပါဗာနျူကာဆင်နယ်ပွဲမှာဆိုလို့ချင်းအာဆင်နယ်ကဝမ်စီနဲ့ရှုံးနေတယ်เนาะအာဆင်နယ်ကလုံးဝကိုကျွန်တော်ဘယ်တော့ဒါပွဲကိုလည်းကျွန်တော်ဂိုးရီပြန်သွင်းဖို့လည်းလူတယ်လူတယ်ဆိုတဲ့အချိန်မျိုးမှာဘာတွေမြင်ရလဲเนาะနောက်ဆိုတော့ဘာလီမင်းရလဲဆိုတော့ညူကာဆယ်ဒီဝမ်စီနဲ့နိုင်သွားတဲ့ခါကျတော့ကျွန်တော်442နဲ့ block လုပ်လိုက်ပြီ442တွေ451နဲ့ block လုပ်လိုက်တဲ့ခါကျတော့ပြည်တနာကအဲ့ဒီ block ကိုဖြေမဲ့ကစားမှမရှိဘူ တော့ဟို Newcastle ရဲ့ဘက်ကလည်း pressing နေပါလေသွားမလို့တော့ဘူး mid block လောက်ပဲထိုင်တော့တယ်ဆိုတော့အဲ့လိုဆိုတော့ကျွန်တော် Newcastle ရဲ့ defensive shape ကလည်းအရင်ကကျွန်တော်နေတဲ့ဒီကြက်ကြက်လေးတည်းရှိတဲ့အခြေအနေမျိုးမှာ Odiga ဝင်လာတယ် Odiga ဝင်လာပြီးတဲ့နောက်မှာဆိုလို့ရှင် Odiga ကကွင်းလေကို control လုပ်ပြီးတော့ဘောနော်ဘေးဒီမှာကျွန်တော်ဇက်တိုက်ဇက်တိုက် passing နေပေးရင်ပေးနေ Newcastle ရဲ့ကစားမားတွေကိုသူတို့ရဲ့ area positive ကိုဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းတွန်းပို့တာ ူဒီကက်အနေနဲ့ပေါ့နော်ညာဘက်ကိုပြလိုက်ပြန်မယ်ပြီးရင်ဆန္ဒဘက်ပြီးတယ်မှာဟိုဘက်ကကစားမပေးလိုက်ပြပြချင်းပြပြချင်းပါစင်းနေအချက်ပေါင်းများစွာပြီးရင်ねနျူကာဆယ်ရဲ့ပေါ့နော်နျူကာဆယ်ကဘာလို့လဲဆိုတော့ဒီအသင်းကြီးဆိုတာမျိုးကဗျာသူတို့ဘလော့ကစားတဲ့ခါမျိုးတွေမှာဘောလုံးရှိရအောင်လိုက်ပြီးတော့အတန်းလိုက်လိုက်လိုက်ရွှေ့ရတာအဲ့တော့ကျွန်တော်ဥဒီကက်ကသူ့ပါစင်းနေကျွန်တော်လိုက်လို့ပြီးတော့နျူကာဆယ်ရဲ့ပေါ့နော်ကျွန်တော်ဒါမေဘလော့ line တွေကိုတက်နေတယ်များကာဆယ်ရဲ့ပေါက်ဆဲကိုရောက်အောင်တွန်းနေ တွန်းပြီးတဲ့ခါကျတော့ရုတ်တရက်ပေးလိုက်တဲ့ကျွန်တော်တို့ရဲ့ through ball လေးကနေတဆင့်ဒါဘယ်လိုပြောမလဲအန်ဒီယံများတဲ့လုံနေဖန်တီနိုင်တဲ့ Newcastle ရဲ့ defensive shape ထားပါတော့ကွင်းလေ၄ယောက်တန်းက defensive shape ကိုဟိုဖျူဖျဲဖြစ်သွားအောင်လုပ်နိုင်စွမ်းကျွန်တော်ရှိတယ်ဗျာအဲ့လိုဟိုအချက်ပေါင်းများစွာပေးပါများတဲ့ခါကျတော့အဲ့ဒီကျွန်တော်တို့အနေနဲ့ Newcastle ရဲ့ cancel line เนาะကျွန်တော်တို့က midfield line ဒီတစ်ချိန်နဲ့ကျွန်တော်တို့အနေနဲ့ ကွန်ပက်မဖြစ်တော့ဖေဝရီတွေဖြစ်လာမယ်ဟာကွက်တွေတွေ့လာမယ်တိုင်မျိုးတွေနဲ့ဦးဒီကကပြိုင်ဘက်ရဲ့ကျွန်တော်ဘောနော်ဒီဘယ်လိုပြောမလဲဒီဒီဒီ defensive ကို तू ကလုံးဝဖွင့်ချပြစ်တာအဲ့ဒီကနေတစ်ဆင့်ကျွန်တော် down gun body ပါကြီးကျွန်တော်ရလာတယ်အဲ့ဒီကနေတစ်ဆင့်ရလာတာနော်ရလာရင်လည်းကျွန်တော် goal တွေပါပြီးပြန်ပြီးတော့ရသွားတယ်ဒါဒီ Martin Odegaard အနေနဲ့ဘောနော်ထပ်ပါတော့အခုလာမယ့် Atletico Madrid တို့ဘာလို့လဲပွဲဒီမှာဆိုလို့ရှိရင် new Arsenal ဟာပို့ပြီးတော့ကျွန်တော်နေတယ်ဘောနော် game ကို control လုပ်နေစွမ်းရှိတဲ့အတင်းမျိုးနော်ကျွန်တော်တို့က Atletico ကမင်းပဲ့ရလေကြိုက်လေပဲအဲဒါမျိုးပေါ့ Atletico ကနောက်ပိုင်းမှာတော့ အလောက်ကြီးတော့မများတော့ဘူးတိုးတိုးလည်းပဲဒီစီမွန်နီရဲ့လက်အောက်မှာတိုင်းနာတစ်ခုဒီပေါ့နော်ကျွန်တော် defensive အတင်ဖြစ်နေတော့အဲ့တော့ကျွန်တော်အနေနဲ့အဲ့ဒီ shape တီကိုဖောက်နိုင်တာဆိုလို့ OD ကတ်လိုမျိုးကျွန်တော်အနေနဲ့ပေါ့နော်ကစားမလောက်ပဲကျွန်တော်ရှိတယ်ဒါကြောင့် SCD ကစားမကောင်းတယောက်ပါတိုက်စစ်ကိုကြီးပဲတည်တန်းသွားဖို့ဆိုရင် ASIA အများကြီး offer လုပ်နေတဲ့ကစားမကြီးတယောက်သူ Martin OD ကတ်ကကွန်းလေထိန်းချုပ်မှုလို့နော်ပြီးလို့ရှိရင်ကျွန်တော်ခုနကပြောသလိုမျိုးပြိုင်ဘက်ရဲ့ကျွန်တော်အနေနဲ့ဒီ defensive ကို lock လုပ်ဖို့လို့ဆိုလို့ရှိရင် unlock လုပ်ဖို့ဆိုလို့ရှိရင် OD ကတ်တီ အများကြီးပို့ပြီးတော့ကောင်းတဲ့ကစားမပါဆိုတော့အဲ့လိုကစားမကိုတကယ်တကယ်ပေါက်ထွင်းရခက်တဲ့အသင်းကြီးနဲ့ကျွန်တော်တို့တွေ့ပြီဆိုရင်အာဆင်နယ်အတွက်ဒီလက်လွတ်ထားတာမျိုးကတော်တော်လေးကိုနှမျိုးကိုကောင်းပါတယ်เนาะဆိုတော့ဒါကြောင့်ပေါ့နော်အာဒီတာနေနဲ့အိုဒီကက်ကိုဘယ်လောက်ထိလက်လွတ်ရမလဲမတည်သေးဘူးအာဆင်နယ်ပြိတက်တွေလည်းတိကျအောင်မလို့မထင်ဘူးဆိုတော့အိုဒီကက်မပါနေတဲ့ပွဲဒီမှာအာဆင်နယ်ဘယ်လိုဖြည့်ချင်းချက်တွေထုတ်လာမလဲညီကတို့ဘယ်လိုမြင်ကြလဲအိုဒီကက်ရဲ့အဲ့ဒီတောင်းကိုရောကျန်တဲ့ကစားမတွေကထုတ်ယူပေးနေဆိုရရှိတယ်လို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုကြည်တူးများကြီးတင်ပါတယ်